မနက်ခင်းချိန်၌ဖိုးဒေနင်းဒါဒေတို့နှင့်ဦးသည်တဲင်းရွာစီသို့ထွက်ခွာလာခဲ့တယ်။ဖိုးဒေနင်းဒါဒေတို့နှင့်ဦးတဲင်းရွာသို့ ရောက်သောအခါထိုးရွာမှအလွန်တိတ်ဆိတ်ငိမ်သက်နေသည်ကိုတွေ့လိုက်ရသည်။ထိုးကြောင့်သူတို့နှင့်ဦးသည်လည်းအချိန်မစွဲဘဲကိုဝေကိုရှာရန်ရွာရဲ့အရှိဘက်တောအုပ်စီသို့ဝင်ရောက်သွားတော့တယ်။သူတို့နှစ်ဦးတောအုပ်ငယ်သို့ရောက်သောအခါသူတို့ကိုစူးစိုက်ကြည့်နေသော လူသားစားကိုဝေကိုတွေ့လိုက်ရသည်။ထိုနောက်ကိုဝေကမင်းတို့ကဘာတူတယ်လဲ။ ဒီတော့ကိုဘာလာလို့ကလည်းဟုတင်းမာတော့လေးသန်ဖြတ်မင်းမြန်လိုက်တယ်တာတေကကိုဝေကိုကြည့်ရင်ငါတို့ကမင်းလိုမကောင်းဆိုးအားကိုကိစ္စတုံးမလို့ဒီတော့အထက်ကိုရောက်လာတာဟုပြောလိုက်တယ်ထိုအချိန်ကိုဝေကဟာဟာဟာဟုအော်ရဲကလောင်ဖြောင်တော့လေးသန်ဖြတ်မင်းတို့လိုနုနံမစင်သေးတဲ့ခလီနှစ်ယောက်ကငါလိုပေါရိတာတာမဟောင်ထားတဲ့ကိုဝေကိုတတ်မယ်ဆိုပါလားရေရတယ်ကွာဟုခနစ်လိုက်လိတယ်ထုံတော့ကိုဝေက သူ၏ပါဇက်ထင်းမှထွက်လာသောအစင်းရောင်တောက်ပနေသောအလုံးလေးတစ်လုံးကိုလက်ထင်ကန်၍ဖိုးတေနှင့်ဓာတေရှိရာဘတ်တို့ထင်လှမ်းပစ်လိုက်တယ်။အစင်းရောင်အလင်းလုံးသည့်သူတို့နှစ်ယောက်စီတို့လာနေသည်ကိုတွေ့လိုက်ရသောအခါဓာတေရဲ့ခန္ဓာကိုယ်စီမှလည်းအနီရောင်အရှင်အဝါများထွက်ပေါ်လာပြီးအစင်းရောင်အလင်းလုံးကိုတားဆီးလိုက်တယ်။ထို့နောက်ဓာတေကမိစ္ဆာချုံနောက်ခြင်းမန်တန်ကိုစတင်ရွတ်ဆိုလိုက်တော့တယ်။ဓာတေမန်တန်ရွတ်ဆိုပြီးနောက်အစင်းရောင်အရှင်အဝါများထွက်ပေါ်နေသောကဝေးရဲ့ခန္ဓာကိုယ်ပေါ်တွင် အနီရောက်ရှိသောကျူးများရစ်ပတ်နေသည်ကိုတွေ့လိုက်ရထိုအချိန်တာရီမဖိုးတေအားကဝေအားဂိဆာတုံးရအော်ပြောလိုက်တယ်ဖိုးတေသည်လည်းသူ့ရဲ့မိုးချိုးသားကိုကမ်း၍ကဝေရှိရာစီသို့အလွန်လင်းမြန်သောအရှင်ဖြင့်ပြေးသွားသည်ကဝေအားသူ့ရဲ့မိုးချိုးသားဖြင့်ခုတ်လိုက်လိတော့တယ်နောက်ဆုံးမှာတော့ကဝေကောင်းသည်လည်းမြေပြင်ပေါ်သို့လဲကျသွားပြီးသေဆုံးသွားလိတော့တယ်ထိုနောက်တေဆုံးသားရီသို့ကဝေကောင်းရဲ့ခန္ဓာကိုယ်ပေါ်တွင်ငရေမိညာစတင်လောင်ကျွမ်းလာပြီး ကဝေးကောင်းကိုပြာချသွားစေတယ်။ဖိုးတင်နဲ့တားတွေတို့ဒီလေအိမ်တို့ပြန်လာခဲ့လေတို့တယ်။မော်ဆိုဖိုးတေတားတင်နဲ့လူစားစားကဝေးဇလန်းတီအိမြတာမကြခင်မော်ဆိုဖိုးတေနဲ့ပညာသင်္ကန်းအမိရတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။